chip scanner တွင်ဒေါ်လာ23ဘီလီယံကျော်ယင်းနှိမ့်ညံ့မည်စီမံကိန်းတန်ကိုရီးယားကြီးညာအမေရိကန်သမ္မတဒေါ်နယ်ထရပ်ကတပိုင်းလျက်ကူးပြစဉ်တင်သွင်းမှုအပေါ်အခွန်သိုးကောက်ခံမှုကြီးညာချက်တွေရှိနေပေမယ့် chip scanner အတွက်အမေရိကန်ဒေါ်လာ23ဘီလီယံကျော်ယင်းနှိမ့်ညံ့မည်စီမံကိန်းတင်တန်ကိုရီးယားအစိုးရကကြီးညာလိုက်တာကိုရိုက်တာသတင်းမှာဖော်ပြထားပါတယ်အခုလိုယင်းနှိမ့်ညံ့ရတဲ့ရွေးရက်ကံ တောင်ကိုရီးယားအစိုးရအနေနဲ့မြေအောင်လျှက်စစ်တပ်အလိုက်တွေတည်ဆောက်ရမှာတပိုင်းလျှက်ကူပစ္စည်းအများပြားကိုထောက်ပံ့မှာဖြစ်ပြီးခင်မီဆမ်မုတ်ဆောင်တွေရှင်အခြေခံအဆောက်အုံအတွက်ရန်ပုံငွေကိုလည်းတိုးမြှင့်သွားမှာဖြစ်ပါတယ်။ဒါပြင်နိုင်ငံအတွင်းရှိပါရကူကျောင်းသားတွေအတွက်လေချေတင်ကြရေးနဲ့သုတေသနပရိုဂရမ်တွေမိတ်ဆက်ခြင်းအပြင်ကမ္ဘာလုံးဆိုင်ရာပူးတွဲသုတေသနအစီအစဉ်တွေလည်းပါဝင်နေလို့သိရပါတယ်။အမေရိကန်အခွန်စည်းကြမ်းမှုအပေါ်မတိချမရေရာမှုတွေတိုးမြှင့်လာပြီးမြင် စီမီကွန်ဒက်တာလုပ်ငန်းအတွက်အမေရိကန်ဒေါ်လာ2325ဘီလီယံထောက်ပပေးမဲ့အစီအစဉ်ကိုတောင်ကိုရီးယားအစိုးရကကြေညာခဲ့တာဖြစ်ပါတယ်။အပြန်လန်အခွန်စည်းကျက်မှုကင်းလွတ်ခဲ့ပြုတ်ပြီးနောက်မကြာမီမှာတင်သွင်းလာတဲ့စီမီကွန်ဒက်တာတွေအပေါ်အခွန်နှုံးထားကိုမကြာမီကြေညာတော့မှာဖြစ်ကြောင်းအမေရိကန်သမ္မတကပြောကြားခဲ့ပြီးနောက်အခုကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။